ကချင်ပြည်နယ်ကမြေရှမ်းတပ်တုထွက်တဲ့နေရာအလုံးကိုကချင်လွမြောက်ရေးတပ်မတော် GIA ကသိမ်းပိုက်လိုက်ပြီးနောက်ပိုင်းတလအတွင်းတပ်တုစည်းတွေထိုးတက်နေပါတယ်။မက်ထရစ်တဒဏ်ကိုပြီးခဲ့တဲ့ဇန်နဝါရီလလယ်မှာအမေရိကန်ဒေါ်လာ9600မီပါရှိခဲ့ပြီးအခုဖေဖော်ဝါရီလလယ်မှာ6600ကျော်ဖြစ်သွားတဲ့အတွက်တလအတွင်းမှာမက်ထရစ်တဒဏ်ကိုဒေါ်လာ4800နီးပါးတက်သွားတဲ့အကြောင်းတရုတ်နဲ့လန်ဒန်မှာအခြေစိုက်တဲ့ရှန်ဟိုင်းမက်ဒက်စ်မားကတ်အဖွဲ့ရဲ့ဖေဖော်ဝါရီ13ရက်နေ့ဖော်ပြချက်အရသိရပါဗျ။ ကမ္ဘာမှာမြေရှားထုတ်လုပ်တဲ့ထိတ်တန်းသုံးနိုင်ငံကတရုတ်အမေရိကန်နဲ့မြန်မာတို့ဖြစ်ပြီး2024ခုနှစ်မှာတရုတ်က80ရာခိုင်နှုန်းနီးပါးအမေရိကန်က71ရာခိုင်နှုန်းကျော်နဲ့မြန်မာက80ရာခိုင်နှုန်းနီးပါးထုတ်လုပ်ခဲ့တယ်လို့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အခြေဆိုင် Statista အဖွဲ့ကအခု February လမှာဖော်ပြထားပါတယ်။လက်ရှိချိန်မှာတရုတ်ဘက်ကလောင်စာဆီမရလို့လုံလက်ဆက်လုပ်ငန်းတွေလည်းရပ်နေတယ်လို့ချီဖွေဒေတာကန်တယောက်ကပြောပါတယ်။ ်လက်ရှိချိန်မှာလောက်ကွက်90ရာခိုင်နှုန်းလောက်ရပ်နားနေတယ်လို့ပြောကြပါတယ်အဲ့ဒီအပြင်တူးထားတဲ့မြေရှားတပ်တူတွေတရုတ်ကိုပို့မရတဲ့အတွက်တရုတ်လုပ်ငန်းရှင်တွေကအလုပ်သမားတွေကိုလိုအားခတွေမပေးတဲ့အခြေအနေဖြစ်နေတယ်လို့အလုပ်သမားတယောက်ကပြောပါတယ်ခက်ခဲတာကတရုတ်လောပန်းတွေကပဲပုံပြီးခက်ခဲသွားတာပေါ့ကျွန်တော်တို့မြန်မာအလုပ်သမားတွေကိုလည်းလက်စာကိုပုံမှန်မပေးနိုင်တော့ဘူး၃လလောက်မှတစ်ချိန်ဒါတော့တလက်စာပဲပေးတယ်တစ်ဖက်မှာလည်း KIO အနေနဲ့မြေရှားတတုနဲ့ပတ်သက်တဲ့မူဝါဒတစ်ခုချမှတ်ဖို့လှုံ့ဆော်နေတယ်လို့ဒေသခံတွေကပြောတဲ့အတွက် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးနော်ဘူးကိုမေးမြန်းကြည့်တဲ့အခါညှိနှိုင်းနေတယ်လို့ပြောပါတယ်။လိုင်းငင်ချက်တွေကိုစောင့်နေပဲဆိုကလာလို့ပြောချင်တာနားနေထားတာ။မြေရှားတတုတူဖို့တဲ့ကုမ္ပဏီနဲ့ညှိနေနေအောင်ပါကိုကျွန်တော်ကလိုင်းငင်ချက်စောင့်ဖို့မှာညှိနှိုင်းနေတဲ့ KIO လောက်ပဲကျွန်တော်အားရပါတယ်။ကျွန်တော်အဲ့လိုပဲအားနဲ့ထားပါ တောင်ဝဒေသအပြင်ရင်ကလေးက KIO ထိန်းချုပ်ထားတဲ့မိုးမောက်မြို့နယ်မှာလည်းမြေရှားတတုတူးဖော်မှုတွေအလုံးရက်ဆိုင်နေပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးရန်ကုန်မှာရှိတဲ့တရုတ်တန်ယုံကို RFA ကအီးမေးလ်ကနေတဆင့် February 24ရက်နေ့ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်စာမလာသေးပါဘူး။ကချင်ကမြေရှားတူးဖော်မှုရက်ဆိုင်သွားတဲ့အတွက်အဓိကထိခိုက်သူတွေကတော့တရုတ်ကတရားမဝင် ကုမ္ပဏီတွေဖြစ်တယ်လို့သဘောပတ်ဝန်းကျင်ရေလှှရှားသူဦးဆုံးတိန်က ပြောပါတယ်။ ယုတ်ဒီမှာလုံးခွင့်မရတော့တဲ့တရားပေါ်ဝင်ကုမ္ပဏီတွေဖြစ်တဲ့အရင်ပြေရှားလုပ်တဲ့တရုတ်ကုမ္ပဏီတွေကတော့ကရိုညင်တာပါအကြီးကသူကြတော့ဆွဆွပြောတဲ့မြန်မာစစ်တပ်အရင်မှနေပြမအတကုံအခွန်အခောက်တွေနဲ့ကြိုက်တယ်လို့သူတို့ချေလဲပြီးရနေတဲ့ဝင်ငွေတွေပြီးတော့ NTAK တွေအဲ့ဒီအောက်မှာမှ NTAK နဲ့ဒီအချို့သူတပေါ်မျိုးနဲ့ဒီသူပေါ်နေကြတဲ့ခရိုဒီတွေလို့ပြောရမှာပေါ့နော်သူတို့ဒီညင်တာကြမှာပေါ့အကြီးကတော့ KIO အနေနဲ့မြေရှားတက်တူတူဖော်တဲ့စီးပွားရေးပြဆမယ်ဆိုရင်အရင်ကတရုတ်လုပ်ငန်းရှင်တွေတူးခဲ့တဲ့ပုံစံတိုင်းမဟုတ်ပဲတဘာဝပတ်ဝန်းကျင်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်လှုံ့ဆော်ရမှာဖြစ်တယ်လို့ရရှိလာမဲ့အကျိုးမြတ်တွေကိုလည်းဒေသခံတွေအတွက်စဉ်းစားပေးဖို့လိုတယ်လို့ပြောပါတယ်ရှင်။